ကျမ်းမာတော်မူကြပါသော်ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ17ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေပေါ်လာရောပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တော့ကြောင်း like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့တောင်တာမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုဇက်တိုက်မီးရှို့နေတဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား50ထပ်မင်းသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးတိုင်းတောင်တာမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုဇက်တိုက်မီးရှို့နေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တက်ခဲ့ရမှာစစ်သား90ထံမှနေထိခိုက်သေးဆုံးခဲ့ကြောင်းမြင်းကျန်ခရိုင်တရင်အမှတ်3မှာတာဝန်ရှိသူတို့ကဆိုပါတယ်ဒီဇင်ဘာလ9ရက်နေ့မှာတောင်တာမြို့ပေါ်ကနေထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာချုပ်ကြီးခေါ်တာယာကြီးရွာဘက်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာစဉ်တော်လိုင်းတပ်ဖွဲ့တွေကအသင့်ဆောင်ဆိုင်ပြီး60မမလက်ပစ်ဘူးလက်နက်ငယ်တွေနဲ့ပိတ်ဆို့တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ် ရင်ထိတွေ့တိုက်ခိုက်မှုအတွင်အကြံဖတ်စစ်တပ်မှ90ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကြောင်းရင်တို့တိုက်ခိုက်ပြီးနောက်တော်လိုင်းရေဘော်တွေကလက်နက်ခဲယမ်းများကောက်ယူနိုင်ရန်ကြိုးစားခဲ့ပေမဲ့နောက်ကျန်စစ်ကြောင်းကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်တော်လိုင်းရေဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရပါတယ်။အဲ့ဒီလိုနောက်ကျန်စစ်ကြောင်းရောက်ရှိလာပြီးနောက်လက်နက်ခဲယမ်းများစစ်သားအလောင်းများနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို Fogger တွေနဲ့ခေါ်ဆောင်ကခြုံကြီးခေါ်တာယာကြီးရွာအင်းဒေးရွာဘက်ကိုဝန်းရောက်သွားကာ ြည်သူပိုင်နေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးစစ်ကြောင်းထိုးတာကအင်အားများတယ်။မျက်မြင်ပြောကြားချက်အရဆိုစစ်ခွေးတိကျိတ်တည်ဆုံးတာက90အထက်မှာပဲရှိမယ်။ကျွန်တော်တို့ဘက်ကအတိအကျတော့မပြောနိုင်သေးပါဘူး။စစ်ကြောင်းကတော့200အနည်းဆုံးထားထိုးတာများတယ်။အခုတလုံးကတော့စစ်ကြောင်းကအရက်၄မျက်နှာပတ်ထိုးနေတာ။ဒီဇင်ဘာလ9ရက်နေ့တုန်းကပြည်သူအိမ်တွေကိုမိရှုခဲ့တာပါလို့မြင်းကျန်ခရိုင်တရင်အမှတ်3မှာတာဝန်ရှိသူတို့ကဆိုပါတယ်။ ရေအကြံပစစ်တက်စစ်ကြောင်းဟာနိုဝင်ဘာလ19ရက်နေ့မှာစတင်ပြီးတောင်တာမြင်းကျန်လမ်းပိုက်မှာတက်ဆွဲထားတဲ့အကြံပစစ်သားများနဲ့ပြူစောတိများပူးပေါင်းထားသောစစ်ကြောင်းဖြစ်ကောင်လမ်းပိုက်တစ်လျှောက်မှာရှိတဲ့တမန်ကြီးရွာ၊စေကုံးမရွာ၊ရောင်တူရွာ၊ပေကင်းကျော်ရွာ၊ခြုံကြီးရွာနဲ့အင်းရွာတို့မှနေအိမ်200နီးပါးကိုမိရှုဖျက်ဆီးထားကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့တောင်ကုတ်ကိုတည်ဆောင်မဲ့7.7ဘီလီယံကျော်တန်ဖိုးရှိမူရစ်စီးတွေကို ်ပြင်းဦးလွင်မှာဖမ်းမိခဲ့တယ်လို့စစ်ကော်မရှင်ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်တောင်ကုန်းမြို့ကိုတည်ဆောင်မဲ့ကျပ်စနစ်ဘီလီယံကျော်တန်ဖိုးရှိတဲ့မူရည်ဆေးတွေကိုမန္တလေးတိုင်းပြင်းဦးလွင်မြို့နယ်မှာဖမ်းမိခဲ့တယ်လို့စစ်ကော်မရှင်ကဒီကနေ့မှထုတ်ပြန်ပါတယ်။ငွေကျပ်စနစ်ဘီလီယံကျော်တန်ဖိုးရှိတဲ့စိတ်ကြွဆေးပြား85သိန်းကျော်ကိုဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ဒီဇင်ဘာလ10ရက်နေ့ထုတ်စစ်ကော်မရှင်ပိုင်သတင်းစာမြန်မာဖော်ပြထားပါတယ်။နိုဝင်ဘာလ29ရက်မနက်၈နာရီမှာ ြင်းလင်းမြွတ်နဲ့ထုံးဖို့ကြေးရွာအနီးဝီလင်းထွန်းမောင်းနေပြီးအောင်သူဖြိုးနဲ့ပြည်ပြိုးဟင်းကိုဖတ်တီးတို့လိုက်ပါလာတဲ့အယ်ဖာမော်တော်ယာဉ်ကိုလုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ပူးပေါင်းအဖွဲ့ကစစ်ဆေးရှာဖွေစဉ်မှာစစ်ကြောစီးပြား23တတမ6သိန်းကိုစတင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။ဂျင်းနေမနက်မှာပြင်းလင်းမြွတ်နဲ့ချင်းမြစ်ပင်ကြေးရွာအနီးချုံအတွင်းမှာဆာလာအိတ်တွေနဲ့ထည့်ထားတဲ့စစ်ကြောစီးပြား62သိန်းထပ်မံသိမ်းဆည်းရရှိခဲ့တဲ့အတွက်စစ်စုပေါင်းစစ်ကြောစီးပြား 85တသမ6ဒိန်ကိုဖမ်းမိခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဆိုပါမူရစ်စီးရီရဲ့စုစုပေါင်းကာလတန်ဖိုးမှာငွေကျပ်72တသမ85ဘီလီယံတန်ဖိုးရှိတယ်လို့လည်းဆိုထားပါတယ်။အဆိုပါမူရစ်စီးရီဟာရှမ်ပီနေကနေတဆင့်ရခိုင်ပြည်တောင်ကုန်းမြို့ကိုတည်ယူရောင်းဝယ်ခြင်းဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ကွင်းဆက်ဖော်ထုတ်ချက်အရစိတ်ကြွစီးပြများတိတ်ဆောင်ရမှာပူပေါင်းပါဝင်သူကျော်မွထွန်းဒီဇင်ဘာလ1ရက်နေ့စနေပိုင်းမှာဘကူးတိုင်းပန်းတောင်မြို့နယ်ဦးရှိပင်မြို့ ယရနာပုံရက်ကွက်မှာရှိတဲ့နေအိမ်မှာဖမ်းမိခဲ့တယ်လို့သတင်းစာမှာဖော်ပြထားပါတယ်။ကျော်မိုးထွန်းတဲ့သူပူပေါင်းပါဝင်သူနောက်ထပ်၃ဦးမှထွက်ပြေးလွတ်မြောက်နေတယ်လို့သိရှိရပါတယ်။ယခုမှအမှုရဲ့စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားပြီးတွင်ဆက်ပြည့်မှုကျူးလွန်သူများအားဆက်လက်ပေါ်ထိုးလျက်ရှိတယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ဟ ோம் မလင်းမြို့အခြေစိုက်ခလာရ နှစ်နှစ်နှစ်တရင်မှစစ်မှုတန်တပ်သားတဲ့2ဦးနဲ့ပြူစောတိ4ဦးတို့တနက်၄လက်ခဲရမြယူဆောင်အလင်းဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဟိုမလီမြို့အခြေဆိုင်ခလာယာနှစ်နှစ်နှစ်တရင်မှစစ်မှုတန်တပ်သားတဲ့2ဦးနဲ့ပြူစောတိ4ဦးတို့ကတနက်၄လက်နဲ့ခဲရမြယူဆောင်အလင်းဝင်လာကြောင်း Molike Revolution မှာတာဝန်ရှိသူတို့ကဆိုပါတယ်။အော်ရိုဘာလနဲ့ဒီဇင်ဘာလ9ရက်နေ့တို့မှာဟိုမလီမြို့အခြေဆိုင်ခလာယာနှစ်နှစ်နှစ်တရင်မှစစ်မှုတန်တပ်သားတဲ့2ဦးနဲ့ပြူစောတိ4ဦးတို့က တနက်လေးလနဲ့ခင်းမြယူဆောင်လာပြီးမွန်လိုက်ခဲအမတ်နှစ်လေးတက်ရင်များကိုဆက်တွေ့အလင်းဝင်ရောက်လာခဲ့ကြောင်းယင်းအလင်းဝင်ရောက်လာသူတွေကိုတဦးလင်ငွေကျပ်350ချင်းမြင့်ခဲ့ကြောင်းသိရှိရပါတယ်အလင်းဝင်ရောက်လာတဲ့သူက9ဦးပါပြူစောတိ4ဦးနဲ့စစ်မှုတန်တပ်သားတဦးပါပြည်သူစစ်နဲ့ပြည်သူစစ်မှုထမ်းတဲ့ပေါ်တာဆွဲခင်းရသူတွေပါကြွတင်ချိတ်ဆက်ထားတာမျိုးတော့မရှိပါဘူးမိမိတက်တင်းရကိုလက်နဲ့ယူဆောင်ခဲ့ပြီးပြေးလာတော့ပါအလင်းဝင်ရောက်လာတာကပြူစောတိ4ဦးနဲ့ ပတ်စတအူအလင်းဝင်ရောက်လာတာပါအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတအူကတော့ခလာရနှစ်နှစ်နှစ်ဟ ோம் လင်းအခြေစိုက်ပါပြူစောတီ၄ဦးကတော့မော်လိုက်မြို့နယ်တဲကပါပြူစောတီ၃ဦးနဲ့ပတ်စတအူတို့ကတော့အော်တိုဘာလာတဲမှာအလင်းဝင်ရောက်လာခဲ့တာပါနောက်ထပ်ပြူစောတီတဦးကြတော့ဒီဇင်ဘာလ9ရက်နေ့ကအလင်းဝင်ရောက်လာတာပါအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတဦးကတော့စစ်မှုထမ်းအပတ်စဉ်9ခါပါဘာတူးမှတက်ရောက်ခဲ့ပါတယ်မကွေးတိုင်းမင်းဘုတ်ခေစကူးမြို့နယ်ဘက်ကပါ နောက်ထပ်အလင်းဝင်လာမဲ့သူတွေကိုလည်းမွန်လိုက်တော်လိုင်းအင်အားစုတွေကကြိုးစုံနေပါတယ်လို့မွန်လိုက် revolution မှာတာဝန်ရှိသူကဆိုပါတယ်။နိုဝင်ဘာလတတိယပတ်တွင်အကြံဖတ်စစ်အုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့ပြည်သူစစ်20ဦးရှိပြီးတိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးပန်း12ဦးရှိခဲ့ကြောင်းအလင်းဝင်လာသူများမှာသကိုင်းတိုင်းမှာ3ဦး၊ကရင်ပြည်နယ်မှာ9ဦး၊မကွေးတိုင်းမှာ2ဦး၊တနင်္သာရီတိုင်းမှာ2ဦး၊ပဲခူးတိုင်းမှာ9ဦး၊မန္တလေးတိုင်းမှာ2ဦးတို့ဖြစ်ကြောင်း အလင်းဝယ်စစ်သား20အနက်15ဦးမှာအတ္တမစစ်မှုတပ်တပ်သားတင်များဖြစ်ကြောင်းပြည်သူ့ဗန်းတော်ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။တိုက်ပွဲအတွင်းမှာစစ်တုံးဘန်းဖြစ်ဖမ်းဆီးခံရသူစုစုပေါင်း12ဦးရှိပြီးမကွေးတိုင်းမှာစစ်သား9ဦးမန္တလေးတိုင်းမှာပြည်သူစစ်9ဦးလို့ဖြစ်ကြောင်း2025ခုနှစ်ဇန်နဝါရီလမှနိုဝင်ဘာလတတိယပတ်အထိအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်တုံးဘန်းစုစုပေါင်း2438ဦးထိရှိခဲ့ကြောင်းပြည်သူ့ဗန်းတိုင်းအဖွဲ့ကထုတ်ပြန်ထားပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ချောင်းဦး6မြို့နယ်နဲ့တံပြူစည်ရတုမှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ကြည်ကုန်းရွာမှာရှိတဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးနေသော အကြံဖတ်စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ဘုံတိကျဲချတိုက်ခိုက်ခဲ့ကြောင်း Army Speaker Defense Force BPDF မြိုင်ပကဖမတာဝန်ရှိသူတဦးကဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:30မိနစ်ခန့်အချိန်ချောင်းဦးမြို့နယ်ကြည်ကုန်းရွာမှာရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုဖောက်ထွင်းခိုးယူကာနေအိမ်တွေကိုမိရှုဖျက်ဆီးနေတဲ့အင်အား200ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအာစီပလိမ့်များနဲ့ဘုံဒီကြေချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်မှာအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကြည်ကုန်းရွာကိုမိရှုနေတဲ့စစ်ကြောင်းကနေမီကန်အဖွဲ့အစည်းတွေပြောပြချက်အရတော့ကမန်းချီအင်အား200ဝန်းကျင်လောက်ရှိတယ်လို့သိရတယ်။ ကင်းထောက် drone ကလည်းမိဂိုးတွေဂျာတဲ့ကနေလွတ်ရတော့ဘာမှမမြင်ရပဲစစ်ခွေးဘက်ကထိခိုက်မှုတွေကိုတော့မသိရှိရသေးပါဘူးစစ်ခွေးတွေကကြည်ကွန်းကြည်ရွာကိုမိဆရှို့တဲ့အချိန်မှာကျွန်တော်တို့ဘက်က drone နဲ့စပြီးဘုံတိကျေချခဲ့တာပါကျွန်တော်တို့ဘက်က drone နဲ့တိုက်ခိုက်ခဲ့တဲ့အချိန်ကတော့ခံမှန်းကြီးညနေ၄နာရီခွဲလောက်ရှိမယ်လို့ Bomb Speak of Defense Force BPDF မြိုင်ဘက်ကဖမတာဝန်ရှိသူကဆိုပါတယ်စစ်ဘတိုက်ခိုက်မှုကိုဗမာတောင်း drone တပ်ဖွဲ့မြိုင်နယ်ဘက်ကဖ မုံရခဲအမလီတရင်အညာဖိုက်တာလိုကယ် PDF မဟာမိတ်များကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။အလားတူမကွေးတိုင်း6မြို့နယ်64လမ်းပိုင်းမှာစစ်သားများလိုက်ပါလာတဲ့စစ်ကားနှစ်စီးကိုမိုင်းဆွဲတက်ခဲ့ရမှာစစ်သား2ဦးသေဆုံးခဲ့ကြောင်း Tiger Fighter Force မှတာဝန်ရှိသူတဦးကဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4နာရီခန့်ချိန်6မြို့နယ်မှာရှိတဲ့64လမ်းပိုင်းတနေရာမှာအကြမ်းဖက်စစ်သားများလိုက်ပါလာတဲ့ စစ်ကောင်နစီကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်သားနှစ်ကောင်သေဆုံးခဲ့ကတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ကျွန်တော်တို့လက်ရှိမှာသိရတာတော့စစ်ကွေးသေဆုံးနှစ်ကောင်သေတယ်လို့ကြားရပါတယ်။နောက်ထပ်လည်းတရင်လိုက်နေတယ်ကျွန်တော်တို့ရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Tiger Fighter Force မှတာဝန်ရှိသူကဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုချောင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ 6ပကဖ6 Gorilla Foods 6မြို့နယ်ပကဖလက်ရုံစစ်ကြောင်းဘာမာအာမီနဲ့ Tiger Fighter အဖွဲ့ပူးပေါင်းမဟာမိတ်အဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့သူငွန်ပြည်နယ်တန်ဖြူစီရဲ့မြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား2ဦးသေဆုံးခဲ့ပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းရမညမွန်တပ်တော် RMB ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညနေ4:55မိနစ်အချိန်ကတန်ဖြူစီရဲ့မြို့နယ်အတွင်းမှာရှိတဲ့တပ်များပူးပေါင်းထားသော အင်းအားတရာခန့်ပါအာနာသိအကျန့်ဖတ်စစ်တကတံပြူစရဲမြို့နယ်ကလိုင်ဘတော်ကြီးရွာအရှိတ်ဘက်မှာရှိတဲ့တောင်ပေါ်ကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်းသိရှိရပါတယ်။ထို့သောဝင်ရောက်လာတဲ့အကျန့်ဖတ်စစ်တဲ့စစ်ကြောင်းကိုရမညမော်တက်တော် RMA ဒေသလွှရှာတပ်ဖွဲ့တွေကရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရမှာအပြန်လန်ပြစ်ခတ်တိုက်ပွဲတနအီကျော်ဖြစ်ပွားခဲ့ပြီးစစ်သား၂ဦးသေဆုံးကအများပြားဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းမှာရမညမွန်တက်တော်ဒေတာလှူရှာတက်ပွဲပတ်မှာ ရဲဘော်များထိခိုက်မရှိဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပေမဲ့တပ်သုံးရင်အချို့ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲပြီးဆုံးချိန်မှစ၍ဒီဇင်ဘာလ6ရက်နေ့ထိအကြံဖတ်စစ်တပ်ကပြည်သူလူထုပိုင်ခြံများရှိရာဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းရမညမွန်တပ်တော်ကထုတ်ပြန်ထားပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ကြားဖြတ်အားပေးတဲ့နိုင်ငံစည်းရင်ထုတ်ပြန်မဲ့ဥပဒေမူကြမ်း American အထက်လွှတ်တော်အတည်ပြုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ကြောက်ဖြန့်လုပ်ငန်းအားပေးနေတဲ့နိုင်ငံတွေစရင်ကိုအမေရိကန်အစိုးရကထုတ်ပြန်ဖို့တိုက်တွန်းတဲ့ဥပဒေကြမ်းကိုအမေရိကန်အထက်လွှတ်တော်ကအတည်ပြုလိုက်ပါတယ်။ဂျပန်အတွင်းမှာကြောက်ဖြန့်ရေးရဥပဒေကြမ်းနှစ်ခုကိုလွှတ်တော်နှစ်ရက်ကအတည်ပြုခဲ့ပြီးအကြပ်ဖတ်စစ်ကောင်စီအတွက်ထောက်ပေါက်ပိတ်စီမဲ့အချက်တွေပါဝင်နေပါတယ်။ကြောက်ဖြန့်လုပ်ငန်းအားပေးနေတဲ့နိုင်ငံတွေစရင်ကိုအမေရိကန်အစိုးရကထုတ်ပြန်ဖို့တိုက်တွန်းထားတဲ့အချက်ပါဝင်တဲ့ကြောက်ဖြန့်စကမ်းများအတွက်တာဝန်ခံမှုရှိစေရင်စူပေါင်းလှူရှာမှုအဥပဒေကြမ်းကို ဒီဇင်ဘာလ10ရက်နေ့ကအမေရိကန်အထက်လွှတ်တော်စီးနေမှာကန့်ကွက်သူမရှိအတည်ပြုလိုက်တာပါဒီဇင်ဘာလ3ရက်နေ့တုန်းကလည်းနိုင်ငံခြားငွေလိမ်ကိန်းများဖြိုခွင်းရေးအဥပဒေကိုအမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီကအတည်ပြုထားပြီးမကြာခင်မှာအောက်လွှတ်တော်တရက်လုံးကအတည်ပြုသွားဖို့ရှိနေပါတယ်ကြားဖြတ်နေနေရင်းနဲ့ပတ်သက်ပြီးအမေရိကန်အစိုးရလွှတ်တော်နဲ့အဓိကပါတီနှစ်ခုစလုံးကသဘောထားတိုက်ဆိုင်နေတဲ့အတွက်မကြာခင်မှာဒီဥပဒေတွေအတည်ပြုအသက်ဝင်လာနိုင်တယ်လို့လိလာသူတွေကမှတ်ချက်ပေးပါတယ် Los Angeles မြန်မာလှူရှားမှုအဖွဲ့မှ James ရွှေကကြားဖြတ်လုပ်ငန်းကိုလက်ခံအားပေးနေတဲ့နိုင်ငံများဆိုပြီးစည်ရင်းလုပ်ရမယ်ဆိုတာအဲ့ဒါကစက္ကစကိုတရားဝင်မှုတော်တော်ထိခိုက်စေတယ်လို့ကျွန်တော်တို့ယူဆတယ်ဗျာနိုင်ငံခြားငွေလင်ကိုင်းများဖြိုခွင်းရေးအပ်ဥပဒေပေါ်အဲ့ဒါကကြတော့ United States Secret Service တို့ဘာတို့ကိုတွန်းပြီးတော့ငွေရေးကြေးရေးဘက်လိုက်စုံစမ်းပြီးအရေးယူပိတ်ဆို့မယ်ငွေရေးကြေးရေးသူတို့ bank account တွေကိုပိတ်သိမ်းမယ်ဘာညာအဲ့ဒီဘက်ကထိရောက်တယ်နှစ်ဘက်စလုံးပေါင်းလိုက်လို့ရှင်ရင် ဒီကထုံးစံကတော့အောက်လွတ်တော်မှာဥပဒေတစ်ခုတင်တယ်အထက်လွတ်တော်မှာဥပဒေတစ်ခုတင်တယ်ခက်စင်စီပဲအဲ့ဒီနှစ်ခုစလုံးကိုသူတို့ပေါင်းလိုက်ပြီးတော့တကယ်တမ်းကျတော့ဥပဒေတစ်ခုပဲထွက်လာမှာအဲ့ဒါတွေကိုလည်းနင်းနေသူတို့ထပ်ပြီးတော့ပို့ကောင်းအောင်ပြင်ဆင်ထားတယ်ပြောတယ်ပြင်ဆင်ချက်တွေတော့ကျွန်တော်တို့မတွေ့သေးဘူးလေလို့ဆိုပါတယ်ကြောက်ပြန့်စကမ်းများအတွက်တာဝန်ခံမှုရှိစေရင်နဲ့စူပေါင်းလှရှမှုအဥပဒေဟာကြောက်ပြန့်လုပ်ငန်းတွေကိုလက်ခံအားပေးနေတဲ့နိုင်ငံတွေကိုစည်ရင်ပြည့်စုံကြီးညာဖို့အထူးကတိုက်တွန်းထားတဲ့အတွက် အကြံဖတ်စစ်ကောင်စီကတရားဝင်အစိုးရအဖြစ်နိုင်ငံတကာကအတိမတ်ပြုခံရဖို့ကြိုးစားနေတာတွေအပေါ်တက်ရောက်မှုကြီးမားလာနိုင်ပါတယ်။နိုင်ငံခြားငွေလိမ်ကိုင်းများဖြိုခွင်းရေးအဥပဒေမှာတော့ကြားဖြတ်လုပ်ငန်းတွေဆက်ဆက်နေတဲ့အကြံဖတ်စစ်ကောင်ဆောင်တွေနေကြားဆောင်တက်ကောင်ဆောင်တွေနဲ့ခရိုနီလုပ်ငန်းရှင်တွေရဲ့ပိုင်ဆိုင်မှုတွေကိုရှာဖွေအရေးယူနိုင်မဲ့ပြဋ္ဌာန်းချက်တွေပါဝင်နေတာပါ။မြန်မာဒီမိုကရေစီမဟာမိတ်အဖွဲ့မှခင်တီရီနန္ဒာဆိုက Mobilization ဆိုတာစူပေါင်းပြီးမှ ကင်တွယ်ဖြစ်ရှင်းကြဖို့အတွက်အဥပဒေဖြစ်တယ်ပေါ့နိုင်ငံခြားအမေရိကန်မဟုတ်တဲ့တခြားနိုင်ငံတွေဘယ်နိုင်ငံကပဲဖြစ်ဖြစ်ဒီလိုကိစ္စတွေကိုလက်ခံပြီးတော့အားပေးနေတာတွေရှိမယ်ပူပေါင်းကျွလွန်နေတာတွေရှိမယ်ဆိုရင်သူတို့တွေကဖော်ထုတ်ရမယ်ဖော်ထုတ်ပြီးရင်အဲ့ဒီတိုင်းပြည်တွေကိုတစိ့ကတ်လိုက်မှာပေါ့နော်ဒီလိုလက်ခံအားပေးနေတဲ့တိုင်းပြည်ဆိုတဲ့တစိ့ကိုစစ်အုပ်စုအနေနဲ့အကက်ခံလိုက်ရပြီးဆိုရင်သူတို့ဟာတတမန်ကြီးအခုချင်းကက်နေတဲ့လော်ဘီကိစ္စတွေစီယုံရေးကိစ္စတွေစသဖြင့်ပေါ့ ဒါတွေဟာသူတို့အတွက်တကားတွေလုံးဝပိတ်သွားပြီလို့ပြောပါတယ်။ American အစိုးရက online ငွေလိမ်လုပ်ငန်းကြားဖြတ်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်း November 12ရက်နေ့မှာကြေညာခဲ့ပြီးနောက်ကြားဖြတ်လုပ်ငန်းအများစုတရှိရာထိုင်းမြန်မာနယ်စပ်မှာမြင်သားတဲ့အရေးယူမှုတွေရှိခဲ့ပါတယ်။အကြံဖတ်စစ်ကောင်စီနဲ့နေကြားဆောင်တပ်တွေကကြားဖြတ်လုပ်ငန်းတွေကိုဟန်ဆောင်အရေးယူတာလုပ်ငန်းတုံးပစ္စည်းတွေကိုဖျက်ဆီးပြတာတွေပြုလုပ်ခဲ့ပေမယ့် American လွှတ်တော်နဲ့အစိုးရဘက်က ကြားဖြတ်လုပ်ငန်းတွေကိုတိတိယောယောရေးယူနိုင်ရေးအတွက်လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ပူတာအိုမာဖန်းစီခံလိုက်ရတဲ့ Starlink Wi-Fi ဆက်အလုံးကြီး60တိရှိလာပြီးဆက်ပြီးလိုက်လံဖန်းစီနေစေဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပူတာအိုမြို့မှာစစ်ကောင်စီတပ်က Starlink Wi-Fi ဆက်တွေလိုက်ဖမ်းနေကြောင်းဒေသခံများထံကနေသိရှိရပါတယ်။ပူတာအိုမြို့ပေါ်နဲ့မြို့အနီးဝန်းကျင်ကြေးရွာတွေမှာဖွက်ထားတဲ့ Starlink ဆက်တွေကို ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းကစပြီးလိုက်ဖမ်းနေတာလို့ပူတာအောင်မြို့ခံအမျိုးသားတအုပ်က KNG ကိုပြောပါတယ်အကုန်လိုက်ဖမ်းတယ်ဘယ်တော့ပြန်ပေးမလဲမေးတော့မသိရသေးဘူးအခုမြို့ထဲမှာဖွက်ထားတဲ့စက်တွေကရွာဘက်ကစိုင်းတွေကအကုန်လိုက်စစ်တယ်အခုလောလောဆယ်တော့အကုန်လုံးပိတ်ထားတယ်လို့အသက်40ကျော်အရွယ်မြို့ခံအမျိုးသားတအုပ်ကပြောပါတယ်စစ်ကောင်စီက Starlink Wi-Fi စက်တွေလိုက်ဖမ်းနေတာကြောင့်လက်ရှိပူတာအောင်မြို့ပေါ်က Starlink Wi-Fi ဖွင့်ထားတဲ့စိုင်းတွေစားတောက်စိုင်းတွေမှာဖွင့်ထားတဲ့ Wi-Fi တွေနဲ့ အိမ်သုံးတက်ထားတဲ့ Wi-Fi တွေကအစပိတ်ထားရကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့စီရီသုံးသက်ချက်တွေကတော့ BGF DKPA ကာကွယ်ပေးထားတဲ့ကြားဖြင့် site တွေမှာတပ်တေကံပစ္စည်းတွေအချက်အလက်ဖျောက်ဖျက်ရမှာအကြံဖတ်စစ်ကောင်းဆောင်တာမကခွန်ထိုင်းအစိုးရပါလက်မဲဖြစ်ပါဝင်နေတာ US ရဲ့ SCSF နဲ့အလုပ်ဖြစ်ဖို့မလွယ်ဘူးအပေါ်ယံကြည့်ရင်တော့စစ်ကောင်စီလက်အောက်ခံ BGF DKPA တရုတ်မာဖီးယားဂိုင်းတွေဆိုပေမဲ့ နောက်ကွယ် invisible hand တွေအကောင်ကြီးတော့လွှဲမယ်မထင်ပါဘူးအရှိတောင်အရှမကြီးထွားလာနေတဲ့မြေအောက်စီးပွားရေးလုပ်ငန်းတွေမှာအကြံဖတ်စစ်ကောင်စီထိုင်းလက်ရာရင်အစိုးရကောင်းကြီးပိုင်းတွေသာမဟုတ်ပဲတရုတ်ကွန်မြူနစ်အစိုးရ CCP ထိပ်ပိုင်းကောင်းဆောင်တွေပါထိထိဝင်ဝင်ပတ်သက်နေတယ် American အနေနဲ့လွှတ်တော်ဗန်ဒါယေဝန်ကြီးဌာန FBI တခြားထောက်လှမ်းရေး agency တွေဘယ်လောက် PPCC လှုပ်လှုပ်နှိမ်နှင်းဖို့ဆိုတာ Trump အစိုးရရဲ့အချက်ပြမှုလို့နေပါတယ် အပြောင်းလဲများတဲ့ Trump အစိုးရလိုချင်တာရရင် deal လုပ်သွားနိုင်တဲ့အချက်ပေါ် US လွတ်တော်နှစ်ရစလုံးတည်းမကတရားရေးဝန်ကြီးဌာနကပါ PR ပေးနိုင်မယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်မိစားတစ်ဖက်ရင်မှုတစ်ဖက်လုပ်နေတဲ့ Trump အစိုးရအနေနဲ့တရုတ် CCP အစိုးရမွေးထားတဲ့မြန်မာအာဏာသိမ်းစစ်တပ်ကိုဖယ်ရှားဖို့တကယ်အာတိသရှိပါမလားတရုတ်ဘက်ရိတ်နေတဲ့ထိုင်းပရင်နဲ့အစိုးရတခုလုံးကိုဆွေးဆောင်နိုင်ပါမလားဆိုတာစောင့်ကြည့်ရုံကလွယ်ပြီမင်းလက်ပံတဲ့က ရှွန်ဒါပက်ဂျာဖျန်ဆိုက်ကို KNL ဝင်စီးပြီးတပ်တေကံပစ္စည်းတွေအချက်လက်တွေနဲ့တကွရရှိခဲ့ပါတယ်။ DGPA ပိုင်ဂျာဖျန်ဆိုက်ကိုဝင်တိုက်ခိုက်သိမ်းယူပြီးကလည်းအကြံဖတ်စစ်တပ်နဲ့ KNL တို့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြံဖတ်စစ်တပ်ကလေရင်နဲ့ပုံကျဲခဲ့တယ်။အတိကတပ်တေကံပစ္စည်းတွေဖျောက်ဖျက်ပြစ်ဖို့လုပ်ပါတယ်။တိတ်ကဆဲဖို့လုပ်နေတဲ့ KNU ကနိုဝင်ဘာလ22ရက်နေ့မှာမြဝတီတောင်ဘက်ရှစ်မိုင်အကွာက DGP ထိန်းချုပ်ထားတဲ့မင်းလက်ပံဂျာဖျန်ဆိုက်ကိုဝင်စီးပြီး ရလာတဲ့တပ်တေကံပစ္စည်းတွေကိုနိုင်ငံတကာလက်အပ်ပြီးကြားဖြတ်လုပ်သား3582ဦးတွေက2640ဦးကိုဘေးကင်းစွာခေါ်ထုတ်ပြီးခဲ့ပါတယ်မြန်မာနိုင်ငံသား1333ဦးပါဝင်ပြီးတခြားနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်ထံဘေးကင်းစွာလွှဲပြောင်းပေးသွားပါပြီကြားဖြတ်ခြံဝင်းတွေကထွက်ခွာလိုခြင်းမရှိတဲ့942ဦးမှာတရုတ်က932ဦးကျန်းတဲ့71ဦးကတခြားနိုင်ငံသားတွေဖြစ်နေပါတယ်ဒီဇင်ဘာလ6ရက်နေ့ထိ KNL နဲ့အချမ်းဖတ်စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပြီးလေရင်နဲ့ဘုံကျဲလက်နက်ကြီးနဲ့ပြစ်နေတာထိုင်းဘက်ချမ်းပါမော်တာကြီးကြောက်ပောက်ကွဲတော့ထိုင်းဘက်ချမ်းကလည်းတုံ့ပြန်ဖို့ထိုင်းဘူကျူကြီးကညွန်ကြားထားပါတယ်အချမ်းဖတ်စစ်တပ်ကကြောက်ဖြန့်ချန်တဲကိုလက်နက်ကြီးနဲ့ရည်ရွယ်ချက်ရှိရှိ ပြစ်ခတ်နေသလိုနေရပြန်ဖို့ညင်းဆန်နေတဲ့ကြောက်ဖြန့်သမားတွေကခြံဝင်းတဲကနေမိရှို့ပြီးမငြိမ်မသက်ဖြစ်အောင်လုပ်နေပါတယ် KNU ကစစ်စစ်ထိမ့်သိမ့်တောက်ကိုညင်းဆန်ပြီး မြောက်ဝတီမြို့ထဲတခြားကြားဖြတ်နေရာကိုပြောင်းပေးဖို့တောင်းဆိုနေပါတယ်။ KNU အနေနဲ့ရက်ဖက်အဖွဲ့နဲ့စစ်ဆီးနေတာရက်တံပြီး KNL လက်ထက်ထဲဖို့လုပ်နေပါပြီ။မငြိမ်မသက်လုပ်နေတဲ့ကြားဖြတ်သမားတွေကို KNL စစ်ဘက်ကတော့အကြမ်းကင်ပါပါပဲ။စစ်ကောင်စီဘက်က KK Pack နဲ့ရွှေကုတ်ကိုကြားဖြတ်အဆောက်အုံကိုဟန်ပြရှင်းနေပေမဲ့ KNU ဘက်ကမင်းလက်ပံကြားဖြတ်ကိုဝင်စီချိန်မှာ SCC ကတက်တေဖြောက်ဖို့ဝင်တိုက်နေတာတရေမရေစီးတယ်လို့ဖြစ်လာပါတယ်။ကြည့်ရတာ KNU ဘက်က US ဘက်က evidence ပို့ထားတာကိုလက်စာဖြောက်ဖို့လုပ်နေပုံရပါတယ်။ဒီလောက်မြဝတီတောင်ဘက် KK ဘက်ကြောက်ခတ်ဘက်မြဝတီမြောက်ဘက်ရွှေကုတ်ကမှကြားဖြတ်ကိစ္စနဲ့ကလထိုက်ကြားကြိုက်ပြီးပွက်လုံးရိုက်နေတာကြားဖြတ်သမားတွေအခုတလုံးမြဝတီမျိုးတဲကြားဖြတ်ပြန်လုပ်ပြီးတောင်းကြံနေပါတယ်။ American အနေနဲ့၎င်းတို့ရဲ့အမျိုးသားလုံခြုံရေးကိုထိခိုက်ပါတယ်ဆိုရင်ဝင်အစုံတက်ဖို့အချိန်ကောင်းပါ။ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်တလျှောက် BGF KNA DKP ကကွယ်ပေးနေတဲ့ငွေလိမ်ချဖြတ်နောက်ွယ်မှာ invisible hand ဖြစ်တည်ရှိတာအနာသိစစ်ကောင်းဆောင်တွေပါပဲငွေကြီးတွေတပိတ်ဝင်အိတ်ဝင်ရသလို KNU KNL ကိုကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ပြန်ထိန်းချုပ်သွားတာစစ်ရင်းရအတွက်တင်တာမဟုတ်ပဲအနာရှင်စနစ်တဆူရှိရေးအတွက်အထောက်ပံ့ဖြစ်နေပါတယ်အနာသိပြီးငါနဲ့ပြည်တော်မဲ့အချိန်ထိ BGF KNA DKPC ကနေချဖြတ်ရတဲ့ဒေါ်လာတွေ စစ်လက်နက်ခင်းရံတွေဝယ်ယူဖို့တုံ့နိုင်ရုံတည်းမက KNU KNL နဲ့ NUG PDF ကိုပါတာစီနှောက်ရနိုင်တာအကြမ်းဖက်စစ်ကောင်းဆောင်တွေအမျက်ထော့ပါတယ်။ခွေးနဲ့ဖက်အိတ်ပြီးမှခွေးတန်းကြိုက်တာကိုညီမနေနဲ့အကြမ်းဖက်စစ်တပ်အေးအေးယူမခံရအောင်ကာဗာပေးနေတဲ့ထိုင်းဆိုးရလဲတပုတ်ဦးလိုက်နေတဲ့ကြားဖြန့်ဇက်တုံမှာအချောင်းလိုချင်စောများပြီးအကျင့်ပြက်အရာရှိကြီးတွေအထက်လွတ်တော်အီလစ်အမတ်တွေနဲ့ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကြားဖြန့်ကနေငွေကြီးခွာချတာ ချမှတ်ထားတဲ့ sanction ဗန်ဒါယီစီးမင်းတွေကိုမျက်လည်ပြတာကြောင့်ဘေးကျန်နေချက်ဖြစ်နေပါတယ်။အမြဲတမ်းစည်ရေးမဟာမိတ်ဖြစ်ခဲ့တဲ့ American အစားအချင်းတို့တွင်အင်အားကြီးထွက်လာတဲ့မိစ္ဆာဝင်းယူတန်ကောင်းဆောင်စီနာထံဖက်ပြောင်းမှုကထိုင်းနိုင်ငံရဲ့တိုးတက်မှုကိုဆွဲချနေတဲ့လက်ဖြစ်နေခဲ့ပါတယ်။ဒီကိမခံတဲ့စီးမင်းခံဘရင်တပားရဲ့မီလီယံဩဇာသုံးဝင်ဆွတ်ဖတ်မှုတွေထိုင်းဘရင်တော်ဝင်ပိုးချုပ်ကြီးတွေရဲ့အတွင်းလိုက်စားတဲ့အချင်းပြတ်ချစားမှုတွေကိုတရုတ်ကွန်မြူနီအစိုးရကထိန်းချုပ်ပြီး ပြန်ခိုင်းနေတာတပုတ်ဦးလိုရှုပ်တိတက်ရှုပ်လာပါတယ်။နိုဝင်ဘာလနောက်ပိုင်းကပဲအကြံပတ်စစ်တပ်ကို shame election ကြောင့်ဆက်ဆံရခက်ခဲမယ်ဆိုပြီးပြောခဲ့တဲ့ထိုင်းနိုင်ငံကြ ాయి ဝန်ကြီးစီယာဆတ်ဒီဇင်ဘာလ9ရက်နေ့နေပြည်တော်ကိုတွားရောက်ခဲ့ပြီးနောက်ထိုင်းမြန်မာနယ်စပ်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးအတွက်အပြန်အလှန်ဆန္ဒရှိကြောင်းလာမယ့်ရွေးကောက်ပွဲဟာအရေးကြီးတဲ့နိုင်ငံရေးအသွင်ပြောင်းမှုနဲ့ပုံမကျေပြန်သောငြိမ်းချမ်းရေးရဲ့အစိတ်ပိုင်းတစ်ရက်အဖြစ်ရှုမြင်ကြောင်းပြောသွားပါတယ် Fighting Ball ကိုဟိုးပေါင်းပြစ်ကတ် ီပောင်ပြေကန်နေတဲ့ထိုင်းလဲခမာရီနဲ့စစ်ပွဲပြန်ဆပါတယ်။အော်တိုဘာလမလေးရှားအာဆီယံအစည်းအဝေးမှာထရမ့်လုတ်ပေးတဲ့ထိုင်းကမ်ဘောဒီးယားစစ်ဖိုင်ယာကပူပူနွေ့နွေ့ရှိသေးတာစီနာအချက်ပြတာနဲ့ပြန်တွေ့ကုန်ကြပါပြီ။ထရမ့်ကိုမျက်နှာမထောက်ဘဲတောက်ရှက်ခွဲတာပါပဲ။ US Task Force ကြောင့်လန့်ဖြန့်ပြီးကြားဖြန့် Exodus ထိုင်းမြန်မာနေဆက်မြဝတီကနေကြိုက်တူပကုရန်ကုန်ဘက်အစုလိုက်အပြုံလိုက်ရွှေပြောင်းနေကြပါတယ်။ရွှေကုတ်ကိုလက်ခွဲကြားဖြန့်တဲ့ နီးပညာရှင်တွေထိတ်တန့်စကဲမာတွေကိုတိုင်းမှုတက်မှမှုအစီအမံနဲ့ VMB လမ်းကြောင်းကနေရွှေ့နေကြသလိုအောက်ခြေကြဖြန့်ဝန်တန်းတွေ73မြင်းဆောင်တွေက350 60နဲ့လစ်ကုန်ကြတာပွဲတော်လိုပါပဲအထွတ်များနေပေမဲ့အဝင်တွေလည်းရှိတော့မျက်စီပါလဲပါတယ်အဝင်တွေကလည်းလိုင်းပွဲနဲ့ဖန်ပတ်တွေမှာစတဲ့ချပြီးပြန်အစာပြုတ်နေတဲ့အခြေအနေရှိနေပါတယ်အရန်အမျက်အစွန်များတဲ့မြေအောက်လုပ်ငန်းကိုလွယ်လွယ်နဲ့လက်လျှော့မှာမဟုတ်တလို့ဒေါ်လာ9000အထက် scam လုပ်နိုင်ရင် မောင်တီတန်ကိုအယူမှုဆွဲလန့်နေကြပါတယ်။ scam hostrek နဲ့လူအင်ကာဖြတ်တောက်ရောင်းဝယ်ရေးစတဲ့မြေအောက်လုပ်ငန်းတွေဖွံ့ဖြိုးစစ်အနောက်တိုင်းပြည်တွေမှာအွန်လိုက်ကျင်းလိုက်ပွားများလာပါတယ်။ဒီလိုတပုတ်အူလိုက်ပြီးမြေအောက်စီးပွားရေးလုပ်ငန်းကိုမရှင်းနိုင်ရင်နိုင်ငံတကာမှာအနေနဲ့အများထိခိုက်မှာပါပဲ။တကယ်တောင်းဝန်ရှိနေတဲ့ကြားဖြန့် wallet တွေဖြစ်တဲ့ BGF ကောင်းဆောင်ပူချစ်သူမုတ်တုံစောတင်ဝင်း DGP ကောင်းဆောင် Sosty ဆိုင်းရွှေလစောရွှေဝါ စောစန်းအောင်တို့ကို US Task Force စောင့်ကြည့်နေပါတယ်ဒီထက်အရေးကြီးတဲ့နောက်ွယ်ကစစ်ရာဇဝဲကောင်မအလပါဝင်နေတာကို Action ယူနိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်အထက်က BGF ခေါင်းဆောင်စောချစ်သူကနိုဝင်ဘာလ12ရက်နေ့နောက်ပိုင်းပြောက်သွားပြီးဒီဇင်ဘာလ3ရက်နေ့မှာ၎င်းရဲ့ဝစ်ချင်းလိုင်းပွဲမြို့နယ်ကွမ်ဘီကြီးရွာမှာကြောင်းဆောက်ရည်စက်ချအလူပွဲမှာပြန်ထွက်လာခဲ့ပါတယ်၎င်းရဲ့ဆရာအရင်ဖြစ်သူ BGF 2ဥက္ကဋ္ဌဗိုလ်ချုပ်ဆိုဖာနူးနေအတူဘာသာရေးပွဲမှာထွက်ပေါ်လာတာ ကြောက်ကြောက်ကြောက်ရေမငုပ်ဘူးဆိုတော့ထက်အမျက်အစွန်းတင်းကျင်းရတဲ့ကြားဖြတ်ကိုဆက်သွားမယ်ဆိုတာအချက်ပြတာပါ US textbook ကိုမျက်စိနဲ့မထည့်တယ်လို့မအလာကိုလည်းဂရုမစိုက်ဘူးရေမယ်ဆိုရင်မအလာကိုပါဆွဲချနိုင်လောက်တဲ့အထိအရေးကြီးတဲ့လူသက်သေးပါမအလာတက်ဆူရှေးဖို့အတွက်ဆိုရင်အမှုတွဲလာနိုင်တဲ့ဘူချစ်သူကိုအုံမိဖို့လိုမယ်လက်ရှိအခြေအနေအရဘူချစ်သူကမအလာကိုမယုံတယ်လို့မအလာကလည်းစောချစ်သူကိုအစာဖြောက်ဖို့လုပ်နေပါတယ် US textbooks အနေနဲ့ မြဝတီချောင်ပြည့်ဆိုင်က data evidence တွေကနေပြည်တော်နဲ့ contact မိနေတာကိုမသိဘဲနေမှာမဟုတ်ပါဘူး American ပြည်သူတွေရဲ့နေနာချက်ကိုဖြည့်ရှင်းဖို့နဲ့အရှိတောင်အာရှမှာဩဇာပြန်လွှင့်ခြင်းရတော့အကြံဖက်စစ်အုပ်စုနဲ့လက်ကင်တုပ်တွေကိုမဖြစ်မနေဖမ်းဖို့လိုပါမယ်ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီး ်ဒေါ်လာနေ့တွေကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လာတင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။